နာဆစစ်စတင်နဲ့ပတ်သက်လာတဲ့ချိန်ကြလို့ရှိရင်ကျမကဘာလို့ဒူတို့တွေကိုဘယ်လိုမျိုးကလဲစားချေရမလဲဒူတို့တွေကစားတဲ့ကစားနည်းအတိုင်းပြန်လဲပြီးတော့ကစားပြလိုက်တော့မဟုတ်ဘူးနော်ဒူတို့ထက်ကိုပို့ပြီးတော့ဆိုးပြလိုက်ဆိုပြီးတော့ လောက်တာကိုဘာကြောင့်ကျမကမတိုက်တွန်းရတလဲဆိုတဲ့အကြောင်းရင်းတည်ရဲ့ပြီးရင်ကိုကိုကိုဘာကြောင့်ပို့ပြီးတော့ focus လောက်တဲ့တလဲဆိုတဲ့အကြောင်းရင်းကိုဒီနေ့အကြောင်းရင်းနှစ်ချက်ပြောပြပေးမယ်ပထမဆုံးတစ်ချက်ဒီအရာတော့မပြောခင်မှာကျမတို့ဒီ frequency ချက်လေးကိုအရင်ဆုံးကြည့်မယ်ဆိုရင် narcissistic ဖြစ်နေတဲ့ duty ရဲ့စိတ်ထဲမှာသူတို့တရား rich ဒေါဒတွေမာနနဲ့အတတွေမနာလိုမှုတွေဝန်တိုမှုတွေတူတပါးတွေကိုဖျက်ဆီးခြင်းနဲ့ဒီစိတ်တွေကပြောမယ်ဆိုရင်ဒီချက်ဆက်ရချင်းမယ်ဆိုရင်လေ frequency အချင်းကအရန်ကိုနှိမ့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ တူတို့တီကိုတွားပြီးတော့တိုက်ခိုက်လိုက်မယ်တူတို့တီကိုပြန်လဲပြီးတော့ကလဲစားချင်မယ်ဆိုရင်ကိုရဲ့တီရဲ့ရှေ့ရင်ဆွဲဒီ energy တွေကလုံးဝကိုနှိမ်ချခံပြီးတော့မှတူတို့တီနဲ့နဲ့အတူတူ dance to frequency မျိုးဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြောမယ်ဆိုရင်တော့မတန်ဘူးကလေးစားချေဖို့အတွက်လုံးဝမတန်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့ကျွန်မကကလေးစားချေဖို့အတွက်မပြောတာဖြစ်ပါလေပေါ့နော်ပင်တူတို့ထက်ကိုပို့ပြီးတော့စိုးပြလိုက် ဆိုတဲ့အတိုင်းသူတို့ကစားနေတဲ့ဤအတိုင်းဆိုရင်လည်းအဲ့တိုင်းပဲကိုကသူတို့တည်းရဲ့ energy တွေကိုတန်းတူ level ဖြစ်အောင်ကိုလုံနိုင်မှပဲကိုကအဲ့ဒီကစားနည်းတွေကိုကစားနိုင်တာကိုကမကစားနိုင်တာမဟုတ်ဘူးเนาะကစားနိုင်တယ်ဒါကြောင့်မလို့လှုပ်ဖို့အတွက်ကိုမရွေးချယ်တာဖြစ်တယ်ပေါ့เนาะဒုတိယတစ်ချက်ကပါလဲဆိုတော့ကိုကိုကိုပို့ပြီးတော့ focus ဆိုတဲ့အချိန်မျိုးမှာတူတူတွေကိုကလဲစားချိန်မှာကိုရဲ့အချိန်နဲ့ကိုရဲ့ energy တွေကိုရဲ့အတွေးတွေစတဲ့အရာတွေကို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  focus လုပ်လိုက်ကိုအတွက်ကိုကိုလုပ်လိုက် ကိုယ့်ကိုယ်ကိုပို့ပြီးတော့တိုးတက်အောင်ဘယ်လိုမျိုးလုပ်ရမလဲကိုယ့်ရဲ့အတွက်ကိုပို့ပြီးတော့ဂျမ်းမာအောင်ဘယ်လိုလုပ်မလဲလုပ်မလဲကိုယ့်ရဲ့စိတ်ဂျမ်းမာရေးခန္ဓာကိုယ်ဂျမ်းမာရေးเนาะ ပြီးရင်ကျမတို့တရဲ့ဒီဝိညာဉ်ပိုင်းဆိုင်ရာ spiritual ပိုင်းဆိုင်ရာဇမရေးဘာသာရေးစတဲ့အရာတွေကိုယ့်ရဲ့လူမှုရေးငွေရေးခြေရေးစီးပွားရေး relationship တွေမှာစတဲ့အရာတွေကိုကျမတို့တွေကပို့ပြီးတော့တိုးတက်ကောင်းမွန်အောင်ဘယ်လိုမျိုးလှောက်ရမလဲဆိုတာကိုအမြဲတမ်းတွေးပေါ့နော်ဘာလို့လဲဆိုတော့ narcissistic နဲ့တွေ့ပြီးတော့ပြီဆိုတဲ့အချိန်မျိုးမှာကျမတို့တွေတိလာတဲ့အရာတစ်ခုကပါလဲဆိုတော့ကျမတို့တွေကဘယ်လိုလူတွေမဖြစ်ချင်ဘူးလဲဆိုတာကိုကျမတို့တွေကောင်းကောင်းမွန်မွန်သိသွားပြီးစစ် တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းကျလို့ရှိရင်ကိုဖြစ်ချင်နေတဲ့လူတွေဖြစ်လာဖို့အတွက်ကို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 ပို့ပြီးတော့ focus လုပ်ပေါ့နော်အရင်ဦးဆုံးကျမတို့တွေ focus လုပ်ရမှာဒီကိုကိုကိုပေါ့နော်ကိုကိုကိုပို့ပြီးတော့ချစ်ဖို့အတွက်ပေါ့နော်အရင်ကကျမတို့တွေကကိုကိုကိုမချစ်ခဲ့တဲ့အရာတွေမှာအခုချိန်မှာကိုကိုပို့ပြီးတော့တိုးပြီးတော့ချစ်ကြည့်ပေါ့နော် အရင်ကကို skin care တွေမလုပ်ခဲ့တဲ့အရာတွေအရင်ကကိုကပြည့်စည်ကောင်းနေကို့မှာပတ်စံနေရှိနေဒီတိုင်အောင်တော့မှပြည့်စည်ကောင်းနေမတုံးဘူးကိုကိုကိုလိုမိန်တိန်မန်ဖြစ်နေတဲ့အရာတွေကိုမှကျမတို့တွေကကိုကိုကိုပို့ပြီးတော့ high maintenance ဖြစ်တဲ့အမျိုးသမီးတယောက်ဖြစ်အောင်ကို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 စတင်ပြီးတော့ပြောင်းလဲကြည့်အဲ့ဒီချိန်မှာကျမတို့တွေရဲ့အဲဒီပြုတ်ပြင်းပြောင်းလဲမှုဒီရုပ်ပိုင်းဆိုင်ရာဒီမှာစတင်ပြီးတော့တဖြည်းဖြည်းနဲ့ပြောင်းလဲလာတဲ့အချိန်ကြလို့ရှိရင် တူတို့တွေမြင်တဲ့အခါမျိုးမှာဒါတွေကတူတို့တွေအတွက်ကလုံးဝကိုချိန်ချောင်မှုကြည့်တစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့တွေကိုယ့်ရဲ့အဲဒီလူမှုရေးစီးပွားရေးစတဲ့အခြေရေးစတဲ့အရာတွေကိုလည်းတူတို့ထက်ကိုပို့ပြီးတော့ကောင်းမွန်အောင်ကိုလုပ်နိုင်ပြီဆိုတဲ့အခါမျိုးမှာ တူတူတေအတွက်ကဒီကောင်ကိုစားလူတလိုမျိုးတွန့်တွန့်လိမ့်နေအောင်ကိုခံစားရတယ်တူတူတေရဲ့အပြင်ပိုင်းမှာဒါတူတူတေကပါမမဖြစ်တလိုမျိုးခံစားရရပြင်မဲ့တကားတေရဲ့အနောက်ဘက်မှာလုံးဝကိုမခံချိမခံတာလုံးဝကိုတွန့်တွန့်လိမ့်နေအောင်ကိုခံစားရတယ်ပေါ့နော်ဒါကတူတူတေတစ်ချက်တတိယတစ်ချက်ကပါလဲဆိုတော့ကျမတို့တေကတူတူတေကိုဘာမှလည်းပြန်လဲပြီးတော့လည်းမတုံ့ပြန်ဘူးပါမလည်းတူတူကစားနေတဲ့ game လည်းမကစားဘူးတူတူထက်ကိုစိုးအောင်လည်းကျမတို့တေကလည်းလုံမနေတဲ့အတွက်ကြောင့်မလို့ကျမတို့စီကနေတူတူတေက အာ reaction မှမရတဲ့အတွက်ကြောင့်မလို့ကျမတို့ကိုပြန်လဲပြီးတော့တိုက်ခိုက်ဖို့အတွက်ဆိုတာကသူတို့အတွက်ခက်ခဲသွားတယ်ပြောရမယ်ဆိုရင်တော့ကျမတို့တွေကလုံးဝကိုအာလုံးဝကိုသူတို့စီကနေ TS cycle ဒီ trauma bond နဲ့ drama cycle ဒီ chaos cycle တွေကနေလဲဝင်လုံးဝကိုအပြီးပိုင်းထွက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေကကိုကိုကိုပြန်လဲပြီးတော့ တူတူတီရဲ့ဒီအန်ဒရမာဆိုက်ကတဲ့ဒီ chaos တဲ့ကိုမရမကရတဲ့နီးနဲ့တူတူတီကပြန်လဲပြီးတော့ဆွဲယူပါလိမ့်မယ်အဲ့တော့အဲ့လိုမျိုးပြန်လဲပြီးတော့မဆွဲယူနိုင်ဖို့အတွက်ဆိုရင်ကိုကိုကိုပို့ပြီးတော့ focus လုပ်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ဆိုနာကျမပြောတဲ့ဒီရုပ်ပိုင်းဆိုင်ရာပြီးတော့ဆိုရင်ကျမတို့တီရဲ့ဒီစိတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတင်မှာဆိုရင် narcissistic state တွေကကျမတို့တီရဲ့ဒီ lowest point ထိရောက်အောင်ကိုကျမတို့တီရဲ့ boundary တွေကိုလုံးဝကိုချိုးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝမလေးစားတဲ့သူဖြစ် တဲ့အတော့ကြောင့်မို့အဲ့တော့ကိုယ့်ရဲ့ဘောင်တူကြီးကိုပို့ပြီးတော့ကိုမြင့်မအောင်ဘလို့မျိုးမြင့်တင်ရမလဲဆိုတော့ကျမတို့တွေပို့ပြီးတော့တီးလာတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ဘောင်တူကြီးကိုပို့ပြီးတော့မြင့်မအောင်ကိုတမတ်လိုက်ပြီဆိုတဲ့အခါမျိုးမှာတူတို့တွေကစားမဲ့ကစားနည်းတွေတူတို့ကိုယ့်စီကိုပြန်လဲပြီးတော့ရှောက်လာမယ်ကိုယ့်စီကိုပြန်လဲပြီးတော့ full over လုပ်မယ်ဆိုရင်တောင်မှပေါ့နော်ကျမတို့တွေအားတူတို့စီကိုပြန်လဲပြီးတော့မသွားနိုင်တော့ဘူး ဘာလို့လဲဆိုတော့ကျမတို့တရားလုံးဝပတ်တန်နေအကုန်လုံးမြင်ပြီးသွားရယ်ပတ်တန်နေအကုန်လုံးမြင်ပြီးသွားပြီဆိုတဲ့အခါမျိုးမှာဆိုကျမတို့တီကဒါကပါလဲဆိုတော့ကျမတို့တီနားလေပြီးသွားပြီဆိုတဲ့အခါမျိုးမှာလုံးဝအပြီးပိုင်ထွက်လာ နော်လုံးဝအပီးပိုင်ထွက်လာဘာမှ gate ဖြစ်တာရယ်ဘာမှရှိမနေဘဲနဲ့ပေါ့နော်ကိုကောင်းခဲ့တဲ့အချိန်တုန်းကအပြည့်အဝကောင်းခဲ့ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူတို့တည်းရဲ့ drama တွေသူတို့တည်းရဲ့ drama တွေသူတို့တည်းရဲ့ချိုင်းဟုတ် drama တွေအဲ့ဒါတွေကလုံးဝပေးဖယ်ထားလိုက်ကျမတို့တွေကုစားပေးဖို့အတွက်လုံးဝမထိုက်တာသူကျမတို့တွေကလည်းသူတို့တည်းရဲ့ drug အဒီ delivery တွေမဟုတ်ဘူးတကယ်လို့သူတို့ကကုစားခြင်းနဲ့ဆိုရင်တော့မှသူတို့တွေကိုယ်တိုင်သူတို့ delivery တွေကိုကြောစီတားရှာပြီးတော့သူတို့ဘာသာသူတို့ကုစားပ ါလိမ့်မယ်ကျမတို့တည်းရဲ့တာဝန်မဟုတ်ဘူးပေါ့နော်အဲ့တော့ဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကပါလဲဆိုတော့ကျမတို့တည်းရဲ့အဲဒီလူမှုရေးကျမတို့တည်းစီးပွားရေးအချိတ်ရေးအချိတ်ရေးတင်မှာဆိုရင်လည်းကျမတို့တည်းကအရင်ကဘလို့လူတွေကိုကျမတို့တည်းမကြိုက်ခဲ့တာလဲကိုယ့်အပေါ်ကိုမလေးမစားဆက်ဆက်နေသူတွေကိုယ့်ရဲ့ခံစားချက်တွေကိုနားမထောင်နေသူတွေเนาะအဲကိုယ့်ရေကိုယ့်ရဲ့ဒီ ဒီကိုရဲ့ကိုပိုင်အမှန်တရားတွေကိုတန်တရားဝင်လာအောင်ကိုလုံနေတဲ့သူတွေဒီလိုလူတွေစီကနေထွက်လာပြီဆိုတဲ့အချိန်ကျလို့ရှင်နောက်ပိုင်းတည်းမှာကျမတို့တွေတွေ့ဆုံလာမယ်ဒီအချက်ရေးတွေကလည်းကျမတို့တွေဘလူလူတွေဆိုရင်တော့ကျမတို့တွေကလက်မခံဘူးဘလူလူတွေဆိုရင်တော့ကျမတို့တွေကဟိုချက်ချင်းပြန်လဲပြီးတော့တုံ့ပြန်နိုင်တယ်ဆိုပြီးတော့ပို့ပြီးတော့လည်းကြည်လာမယ်ဒီ relationship နဲ့ပတ်သက်ပြီးတော့လည်းပေါ့နော်အော်အရှင်ကတို့လိုမျိုးကိုကအမြဲတမ်းပေါ့နော်အော်အရှင်ကသူတို့တွေကကိုကိုကိုအမြဲတမ်း available ဖြစ်နေအောင်သူတို့လောက်တာဖြစ်တဲ့အတွက်ကျမတို့ ခုချိန်မှာကျမတို့တွေက relationship တစ်ခုနဲ့ပတ်သက်လာတဲ့ချိန်ကြောင့်လို့ရှိရင်ကိုကိုကိုပို့ပြီးတော့ focus လုပ်တဲ့အမျိုးသမီးတွေဖြစ်လာတယ် available လည်းမဖြစ်တော့ဘူးပေါ့နော်ကိုကိုကိုပို့ပြီးတော့ဦးစားပေးတဲ့အမျိုးသမီးဖြစ်လာတဲ့ချိန်ကြောင့်လို့ရှိရင်ကျမတို့တွေရဲ့ frequency အရာကျမတို့တွေရဲ့ frequency အာဒီ energy အရာဒီကိုပဲကျမတို့တွေက attract လုပ်တော့တယ်လုံးဝကိုကြွားပြီးတော့ chess လုံးနေကြမလို့တော့ပူသွားပြီးတော့ကိုတော့မှအာသူများတွေကိုယ်ကိုလာ chess ဖို့အတွက်ကိုယ့်ကို attention လာပေးဖို့အတွက်ကိုယ့်ကိုအတိမပြုတ်လာပေးဖို့အတွက်ကိုကျမတို့တည်းအဲ့ဒီအရာတွေကိုလုံးဝစဉ်းစားမနေတော့ဘူးဒါကနာဆစ်ဆစ်စစ်တဲ့စီကနေရတဲ့ကျမတို့တည်းအရင်ဟန်းဆောင်တွေကိုပြတ်လို့ပြန်လဲပြီးတော့ကိုယ့်ဘဝအတွက်အကျိုးရှိအောင်အတုံးထရရမယ်ဆိုတာကိုပြောပြပေးရဖြစ်ပါတယ်အဲ့တော့ဒီလို အရာတွေကိုကျမတို့တွေလောက်ပြီးတော့ပြီဆိုတဲ့အခါမျိုးမှာကျမတို့တွေရဲ့ရှင်းလင်းနေကျမတို့တွေရဲ့ကုစားမှုတွေကျမတို့တွေဘာလုပ်နေတယ်လဲဆိုတော့လည်းဘယ်သူမှလည်းမပြောပြနဲ့ဘာလို့မပြောပြရတယ်လဲဆိုတဲ့အခါမျိုးမှာဆိုရင်ဘာလို့လဲဆိုတော့ narcissistic တွေကသူတို့တွေကကိုယ့်စီကိုချီးကပ်လို့မရဘူးဆိုတဲ့အခါမျိုးမှာသူတို့တွေကတခြားလူတွေကိုကိုယ့်စီကိုရောက်လာအောင်ကိုလွတ်တက်တာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ကျမတို့တွေက ို့ရဲ့အတ္တိမိတ်ဆွေတငယ်ချင်းတွေသူတို့ရဲ့တငယ်ချင်းတွေဘာဖြစ်ဖြစ်သူတို့နဲ့ဆက်ဆက်ပတ်သက်နေတဲ့သူတွေဘာဖြစ်ဖြစ်ကိုဘာလုပ်မလဲကိုဘယ်သွားမလဲကိုဘလို့အစီအစဉ်နေရှိတယ်လဲဆိုတာဒီကအစလုံးဝပတ်စက်ကနေထောက်ဖို့မပြောမိပါစေနဲ့ဘောနောဘာလို့လဲဆိုတော့ကိုကပြောလိုက်ပြီဆိုရင်သူတို့တွေကလိုက်လံပြီးတော့ဖြတ်စည်းဖို့အတွက်စူးစမ်းပါလိမ့်မယ်ပုပ်ပုပ်ကမအောင်မြင်စေချင်တဲ့သူတွေထဲမှာ narcissistic တာဖိတ်ဆုံးတာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေကမရမကဖြတ်စည်းပါလိမ့်မယ်ဘာလို့လဲ ဆိုတော့သူတို့တွေကကိုကိုကိုတိုးတက်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့မသိဘူး။တော့ပေမဲ့သူတို့တွေစီကနေကျမတို့တွေကတင်ခန်းစာယူတတ်ဖို့အတွက်လိုအပ်တယ်။သူတို့တွေရှိနေလို့ကျမတို့တွေက အမြင့်ကိုရောက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီနာဆစ်စစ်တွေကိုလည်းကျွန်မတို့တွေကပို့ပြီးတော့လည်းကျေးဇူးတင်ဖို့အတွက်လည်းလိုအပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တူတို့တွေဒါကျွန်မတို့ဘဝแท้ကိုရောက်လာပြီးတော့ကျွန်မတို့တွေရဲ့ lower point ဖြစ်အောင် ကိုကျွန်မတို့တွေလုံးဝတီးမခံနိုင်တဲ့အထိဖြစ်အတွက်အောင်ကို break up မလုပ်ဘူးဆိုရင် ကျွန်မတို့တွေကပုံမှန်ကိုယ့်ရဲ့ comfort zone ဒီအချိန်မှာပဲနေမယ်အဲကိုကိုကိုပေါ့နော် queue site ပို့အတွက်လည်းမစင်စားဘူးကိုကိုချစ်ဖို့အတွက်ပေါ့ကိုယ့်ရဲ့လူမှုရေးစီးပွားရေးစတဲ့ ရာတွေကိုကျွန်မတို့တွေကအော် conference ဆုံးထဲမှာပဲနေနေတယ်ဒါပေမဲ့ narcissistic ကြောင့်မလို့ပေါ့နော်သူတို့တွေကကျွန်မတို့တွေအတွက်ကအထောက်ပံ့တောင်းတစ်ခုပဲဒါကကောင်းတဲ့ဖက်ကနေကြည့်မယ်ဆိုရင်ပေါ့နော်ကောင်းတဲ့ဖက်ကနေကြည့်မယ်ဆိုရင်သူတို့တွေကကျွန်မတို့တွေကိုပို့ပြီးတော့ကောင်းမွန်တဲ့လူတယောက်ဖြစ်အောင်ကိုပံ့ပိုးပေးတဲ့အထောက်ပံ့ကောင်းတစ်ခုထောက်တိုင်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပြောမယ်ဆိုရင်လည်းကျွန်မတို့တွေကသူတို့ကိုပြန်လဲပြီးတော့လဲထိခိုက်နိုင်ကြအောင်ကိုလဲလုပ်နေစေရမလို့ပြန်လဲပြီးတော့လဲတုံ့ပြန်နေစေရမလို့ဘာမှပြန်လဲ ယ်ပြီးတော့လည်းကစလဲစားချေနေရဆရာမလို့ပဲနဲ့ကို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 ပို့ပြီးတော့ focus လောက်ပါလို့ကျွန်မကဒီဗီဒီယိုကနေပြောပေးချင်ပါတယ်